ားလုံးပဲမင်္ဂလာပါ MSD Dots News Channel ကနေကြိုဆိုပါရစေ။ပြည်သူများစုမသိသေးတဲ့နေတူအကြောင်းချက်လက်တွေ။ Academy ဆွေရရှိမှုရဲ့နောက်ွယ်ကရုံးကံမှုနေတူက2024ခုနှစ်မှာစတော်တာချိန်မြောက်အမျိုးသားဆက်ဆောင်စုစုခုနိုင်ခဲ့တော်လဲရခင်က9နှစ်ဆက်တိုက်ဇက်ကတင်ဆင်းဝင်ခဲ့ပြီးဆူလွယ်ခဲ့ရပါတယ်။အီတွေ့ကြုံကသူ့အားဆွဲတဲ့တဲ့နဲ့အောင်ပွဲကံသူဖြစ်ပုံဖော်စေခဲ့ပါတယ်။ရုပ်ရှင်ဘွားရဲ့ဇောပိုင်ကာလာသူရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကမှအသေးစားဆက်ရံပြင်သာပါဝင်ခဲ့တော်လဲ 2010ခုနှစ်တည်းမှာဇက်ဖို့စင်ကနေဥဆောင်တရုတ်ဆောင်စင်တီ30မီတာစင်တက်လှမ်းခဲ့ပါတယ်။အီဂီးမှာလူသိများရဲ့ဇက်ကားဖြစ်သောချစ်သူရှင်ဆောင်နဲ့မြေဝကံပါတို့ပါဝင်ပါတယ်။ပရိုက်ဒလူမှုလှုပ်ရှားမှုနဲ့ကိုအေးကိုရာဘဝနေတိုကပညာရေးနဲ့ကျန်းမာရေးစီစဉ်နေမှာတိတ်တဆိတ်ပါဝင်လှုပ်ရှားလေးရှိပြီးမီဒီယာမျက်နှာဖုံးခံရခြင်းနဲ့ပါတယ်။သူရဲ့ပုံကိုယ်ဘဝမှာအမှုပညာရှင်မိသားစုမှဆင်းသက်လာခြင်းဖခင်ကဂီတပညာရှင်မိခင်ကဆိုတော်ဖြစ်ပြီးငယ်စဉ်ကဂီတသင်တန်းတွေတက်ရောက်ခဲ့ပါတယ်။ ပရိသတ်နဲ့ဆက်ဆံရေးထူးခြားချက်ပရိသတ်တွေကိုကိုပိုင်းချိန်ပေးလို့ရှိပြီးဆိုရှယ်မီဒီယာပေါ်မှာတိုက်ရိုက်ချိန်ဆက်မှုကိုလေးပေးတယ်။ဥပမာအားဖြင့်ပရိသတ်တရဲ့မိကုန်းတွေကညချိန်တွေမှာကိုတိုင်းဖြည့်ကြပေးခြင်းဖြစ်သည်ရှိပါတယ်။အနုပညာစွမ်းရည်နဲ့နဲ့မှုသူကဇက်ကောင်တွေကိုလေးလာအောင်ဆက်ပေးနဲ့စိတ်ပညာကျန်ကန်တွေကိုကိုကလေးရှိပြောဇာညုတစ်ခုကိုလက်ခံမဲ့က၎င်းရဲ့လူမှုရဲ့အကျိုးသက်ရောက်မှုကိုအဓိကထည့်သွင်းစဉ်းစားတယ်။ဥပမာရွှေမန်းတင်မောက်ဇက်ကောင်မှာသမိုင်းဝင်အမှားတွေကိုရှောင်ရှားရင်သူတည်တနာပြုခဲ့ခြင်းနောက်လိုက်နောက်ပါတွေတဲ့ဆန်းနမူနာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာလူငယ်နှုပညာရှင်တွေအားလက်ညှိုးမှုပေးခြင်းဦးစားပေးလာပြီးအနှုပညာကအလှပြောင်တတ်တတ်မဟုတ်လို့ဖွဲ့စည်းအတွက်ရောင်းပြန်ဟမှုဟူတဲ့အမြင်ကိုမျှော်ဝေခဲ့ပါတယ်နေတွဲအောင်မြင်မှုကကန့်တက်ဆွဲနှိမ်ချမှုနဲ့ပညာရဲ့ပိုင်းအထုံမှုတို့ပေါင်းစပ်မှပေါ်ထွက်လာခြင်းဖြစ်ပါတယ်ပရိသတ်များစွာမသိသေးတဲ့ချက်မှသူရဲ့ရုပ်ရှင်လောကတွင်လူမှုရေးပြုပြင်မှုကိုတိတ်တဆိတ်လှောက်ဆောင်နေမှုဖြစ်ပြီးလာမယ့်နှစ်တွေမှာထူးခြားလှုံ့ဆော်မှုဆက်ရှိနေမယ်လို့မျှော်လင့်ရပါတယ်။ မိဘနဲ့မွေးခြင်းနဲ့မိဘတွေကအဖအဦးအောင်တန်းအမိတော်တန်းမြိုင်ရခိုင်ပြည်နယ်မှာအောင်မြို့နယ်ဒေါထူရစာတိဖြစ်ပြီးမွေးခြင်းလေးဦးအကိုဇော်လင်းအောင်ညီမင်းသွေးကနေမယောင်တရုတ်ဆောင်2021 2021မှာကွယ်လွန်ခဲ့တယ်။စုမောင်စာတိတို့ကနေတွေ့ညီကိုမောင်နှမတွေဖြစ်ကြတယ်။အိနောင်ရင်းနဲ့သားသမီးရင်းဇန်နီယာသဲစုမြတ်ရွှေရခိုင်ပြည်နယ်မအောင်မြို့သူနဲ့2022ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာလက်ထပ်ခဲ့ပါတယ်။ ရှင်းစရာကောင်းတဲ့သားလေးကုန်ချိန်တိုးကုန်မွေးဖွားခဲ့ပါတယ်။မီဒီယာအမှားတွေ2022မှာနေတိုးရဲ့ဇနီးဦးစိုးကကျောင်းစိတ်ဝတ်ဆောင်ကလေးပုံတူလွှင့်ခဲ့တော်လဲရှင်းမှာဝင်းဖြူဖြူအောင်ငယ်စဉ်ပုံဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။မိသားစုရဲ့လှုပ်ရှားမှုလူမှုရေးလှုပ်လောက်ဆောင်ချက်တွေအောက်ဆီဂျင်ဆေးအုံလူတန်းချင်း2021ခုနှစ်မှာကိုဗစ်ကပ်ဘေးကာလမှာမန်အောင်မြို့မှာအောက်ဆီဂျင်ဆေးအုံတည်ဆောက်ရဲကျပ်သိန်း20လူတန်းခဲ့ပြီးကွယ်လွန်သောညီမင်းသွေးကိုရည်စူးပြီးလူတန်းခဲ့ခြင်းဖြစ်ပါတယ်။ မေဂါကီယူနာဖွဲ့မှဥဆောင်ကစုစုပေါင်း7300ကျော်ရမဝင်ကရရှိခဲ့ပါတယ်။ပရာဟိတလုပ်ငန်းတွေ2024ခုနှစ်မှာလူမှုရေးအလှူတွေကိုမိသားစုဝင်နဲ့ပူးပေါင်းဆောင်ရွက်မှုလူမှုမှာတာရုခေါ်တဲ့အနေနဲ့အားပေးခြင်းကိုခံခဲ့ရပါတယ်။ဝေဖန်မှုနဲ့အခက်အခဲတွေ2023ဆရာနာသိမ်းမီနာမြန်မာပြည်သူတွေရဲ့တပိတ်မှောက်မှုကိုခံခဲ့ရတယ်။အကြောင်းရင်းမှာပြည်သူနဲ့သူရဲ့တည်မှုမရှိဘူးသောဆွဆွဲကြကြောင်ဖြစ်ပါတယ်။ဇနီးဖြစ်သူရဲ့ဖခင်မှာတူပုံမှုအုံရွှေဖြစ်ကြောင်ထုတ်ပေါ်ဝေခံခဲ့ရပါတယ်။ အနုပညာမိသားစုဖြစ်ထင်ရှားမှုနေတိုးရဲ့ညီငယ်မင်းသွေးမှာလည်းတင်ရှားရဲ့တရုတ်ရှင်တရုတ်ဆောင်ဖြစ်ခဲ့ပြီးနေတိုးနဲ့တူနှင်းစဉ်အိမ်မှာပူးတဲ့ပါဝင်ဖြစ်ဖြစ်ခဲ့ပါတယ်။မိသားစုဝင်အနုပညာရှင်များအဖြစ် Star Award 2018မြန်မာ Bright Award 2019နဲ့ကောင်းဆုံးမြို့သားဆက်ဆောင်ဆုံး2009 2015 2019 2024မှာရရှိခဲ့ပါတယ်။နေတော်မိသားစုကအနုပညာမှာအထူးကျွမ်းတဲ့အပြင်ပြည်သူဝင်ဆောင်မှုနဲ့လူမှုရေးလှုပ်ရှားမှုတွေမှာလည်းအလေးပေးပါဝင်လျက်ရှိပါတယ် မိသားစုတွေခက်ခဲတွေကိုကြော်လာပရိဒါလုပ်ငန်းနဲ့လူတို့ဟာထောက်ပံ့ပေးလျက်ရှိသည်မှာမြမလူမှုအတိုင်းဝိုင်းအတွက်စံနမူနာတရားဖြစ်တယ်။အစောင်းနေ့ကြည့်ရှုနာဆင်ပြေပရိဒါလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။